ဒီကြမ္ဘာကိုရရနေအတွက်နောက်ဆုံးရရှိတဲ့စီးရီးသတင်းများကိုပင်ဆက်ပေးပါမယ်ခင်ဗျာပရမသုံးသတင်းတပုတ်အနေနဲ့နတ်ရေကန်စကန်အနီ AA ပိုးပေါင်းတက်တိန်ထားတဲ့စကန်အရှုပ်ကိုစစ်ကောင်စီလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေဆိုတဲ့သတင်းကိုပင်ဆက်ပေးပါမယ်မကွေးတိုင်းအမ်ဘရန်လမ်းမရှိနတ်ရေကန်လေကြောင်းရံကာကွယ်ရေးစကန် viewer ကောင်းအနီမှာ AA နဲ့ပိုးပေါင်းတက်တွေတိန်ထားတဲ့ကာကင်းစကန်တွေကိုစစ်ကောင်စီကလက်နက်ကြီးလေကြောင်း drone တွေနဲ့ပုံကျဲရှာတိုက်ခိုက်နေတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့နှိစက်တဲ့လူတွေစီကသိရှိရပါတယ် ေနဲ့ပူပေါင်းတက်တွေဟာလက်ရေကန်ပြူဟာကောင်းရှိစကန်းတွေအကုန်လုံးနေပါကိုတိမ့်ပိုက်ထိန်ရှုပ်ထားတာဖြစ်ပြီးလက်ကြံစကန်းဖြစ်တဲ့ခမောက်တောင်စကန်းတစ်ခုကိုသာတိမ့်ပိုက်ဖို့ကြံရှိတော့တာလည်းဖြစ်ပါတယ်အဲဒါကြောင့်အာရခတက်တော်အေနဲ့ပူပေါင်းတက်တွေဟာလက်ရေကန်ပြူဟာကောင်းရှိခမောက်တောင်စကန်းကိုတိမ့်ပိုက်ဖို့အတွက်ထိုးစစ်စင်တိုက်ခိုက်နေပြီးစစ်ကောင်စီတက်ကလည်းအေနဲ့ပူပေါင်းတက်တွေတိမ့်ထားတဲ့စကန်းနေရာတွေကိုလေကြောင်းဒရုန်းနဲ့ဘုံကျဲရှတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနေစင်းနဲ့မြပြုတ်လုံနေတယ်လို့အေအေနဲ့နီးစပ်တဲ့ တော်လန်ရေးတပ်ဖွဲ့ဝင်တို့ကပြောဆိုပါတယ်။မြက်ရေကန်ပြူဟာကုန်းကတော့ Ambram လမ်းပိုင်းအတွက်ရေးပါတဲ့စကန်တစ်ခုဖြစ်ပါတယ်။ဒါကိုစစ်တပ်ဘက်ကလည်းကောင်းကောင်းကြီးသိနေပါတယ်။အဲဒီစကန်ကတော်လန်ရေးတပ်တွေကရာသွားရင်ဗရန်တပ်နဲ့အတွင်းကစကန်တွေကပါစာဆက်ယုံတွေကိုရှိန်ရှောက်လာနိုင်တော့မှာပါ။ဒါကြောင့်စစ်တပ်ကပြူဟာကုန်းမကြောက်ရည်အတွက်လေကြောင်း drone လက်နက်ကြီးတွေကိုအသုံးပြုပြီးအသေးအတခုခံကာကွယ်နေပါတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တို့ကပြောဆိုပါတယ်။စကောင်စီတက်ဟာအမ်ဘရန်လမ်းပိုင်းကနိုင်ရေကံပြူဟာကုန်းနဲ့ ရှောင်းမဲအကွာမှပြင်းဝစစ်စေးရေးဂိတ်မှလည်းကာကင်းစကန်းတွေလက်နက်ကြီးစကန်းတွေကိုတိုးရှက်ဆောက်လုပ်ထားပြီးအဲဒီလက်နက်ကြီးစကန်းတွေကလည်းလက်နက်ကြီးတွေယူကာကောအနည်းကိုအဆက်မပြတ်ပြစ်ခတ်နေတယ်လို့လည်းသိရှိရပါတယ်နယ်ရေကန်ပြူဟာကောင်းမှာကြံရှိနေတဲ့ခမောက်တောင်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား300ဝန်းကျင်သာရှိတော်တာဖြစ်ပြီးပြူဟာကောင်းကိုစစ်ကူအင်အားလာပို့နိုင်တဲ့မြေပြင်ကုန်းလမ်းကြောင်းတွေအကုန်လုံးနှီးပါကိုလည်းအေအေနဲ့ပူပေါင်းတပ်တွေကပိတ်ဆို့ဖြတ်တောက်ထားတယ်လို့သိရှိရပါတယ် ဒါကြောင့်စစ်ကောင်းစီတက်ဟာမြေပြင်ကနေစစ်ကူအင်အားစစ်လက်နက်ခဲယံဖြစ်စည်းတွေကိုပို့ဆောင်လို့မရတော့တာကြောင့်လေကြောင်းကနေပို့ဆောင်မှုတွေရှိနေပြီးတချို့စားနေရိတ်ခါဖြစ်စည်းတွေကိုလည်းအေအေနဲ့ပူးပေါင်းတက်တွေကရရှိနေတယ်လို့သိရှိရပါတယ်။နိုင်ရေကန်ပြူကကောင်းကအခုနှစ်မကုန်းခင်တော်လန်ကြီးတပ်ဖွဲ့ဝင်တွေစီမှာကြားရောက်နိုင်တာကြောင့်ဗရန်တက်နဲ့အတွဲမှာလည်းစစ်ကောင်းစီတက်ကစစ်အင်အားတွေဖြစ်တင်းနေကစုံကုန် ြင်းဝစစ်ဆေးရေးဂိတ်တွေကိုပို့ဆောင်နေတယ်လို့လည်းသိရှိရပါတယ်။ဗရန်တန်နယ်အတွင်းကိုစစ်တပ်အင်အားရောက်ရှိပါတဲ့အဲဒီစစ်အင်အားတွေကိုစုံခုံးတို့ပြင်းဝစစ်ဆေးရေးဂိတ်တွေကိုပို့ပေးနေတာရှိပါတယ်။အဓိကကတော့ကပ္ပစ၁၄ဆက်ယုံခုကံမဲ့သဘောအတွက်ကာကွယ်နေတာဖြစ်တယ်လို့အေအေနဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အာရခတက်တော်အေအေဟာရခိုင်မှမြို့နယ်၁၄ခုကိုအပိသက်ပိမ့်ပိုက်ထိန်းရှုံလိုက်ပြီးတဲ့နောက် အခုနှစ်2025နှစ်စံပိုင်းမှာစတင်ပြီးမကွေးတိုင်းပဲခူးတိုင်းအေရီတိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရဆယ်လကြော်ကြတိုက်ခိုက်မှုအတွင်းရခိုင်ရုံးမှအဆက်မစစ်ကောင်စီတပ်စခန်း5ခုနဲ့ကျေးရွာ3ရွာကိုအေနဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့ပြောဆိုပါတယ်။အေနဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းမှာစစ်ကောင်စီတပ်ရဲ့လက်နက်ပစ္စည်းထုတ်ဆက်ယုံကပ္ပစဆက်ယုံ15ယုံရှိနေတာဖြစ်ပြီးအထက်မင်းသားမျိုးနယ်မှာကပ္ပစနှစ်30နဲ့ 73စင်ပါဝဲမြို့နယ်မှာကပ္ပစ8တရက်မြို့နယ်မှာကပ္ပစ7ပွင့်ဖြူမြို့နယ်မှာကပ္ပစ14အောင်လံမြို့နယ်မှာကပ္ပစ15နဲ့7ခုတောင်တွင်းကြီးမြို့နယ်မှာကပ္ပစ18ဇေတုတ်တရာမြို့နယ်မှာကပ္ပစ20စိတ်ဖြူမြို့နယ်မှာကပ္ပစ21နဲ့22ကြော်မြို့နယ်မှာကပ္ပစ23ပေါင်မြို့နယ်မှာကပ္ပစ24လောင်းရှိမြို့နယ်မှာကပ္ပစ25ဆက်ယုံတို့ရှိနေကြတယ်လို့လည်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဒေးမြနာမျိုးနဲ့ပဲစစ်ဆောင်ပြည်သူများနေထိုင်နေတဲ့လေခုံကြီးကျေးရွာဘုံကြီးကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ပေါင်900ပုံ၃လုံးကျဲချတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းလေမြနာမျိုးနဲ့ပဲစစ်ဆောင်ပြည်သူများနေထိုင်နေတဲ့လေခုံကြီးကျေးရွာဘုံကြီးကျောင်းကိုကျမ်းပတ်စစ်တပ်ကလေရင်ဖြင့်ပေါင်900ပုံ၃လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့မွန်လွယ်ပိုင်းမှာ လေးမျက်နှာမျိုးနဲ့ရှိစစ်ဘေးရှောင်းပြည်သူများနေထိုင်နေတဲ့လေခုံကြီးကျေးရွာဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြစ်ပေါင်900ပုံသုံးလုံးကျေရှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျမ်းဖက်စစ်တပ်ရဲ့ဘုံကျေတိုက်ခိုက်မှုအတွင်းပြည်သူများအရှိန်မီတိမ်းရှောင်နိုင်သောကြောင့်ထိခိုက်သူမရှိကြောင်းထို့သောဘုံကျေရှာတိုက်ခိုက်ပြီးတဲ့နောက်ရေကြီးမျိုးနယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့၃လေးလေးအမြောက်တပ်ကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေဘုံကျေသွားတဲ့ဘုံကြီးကျောင်းကစစ်ဘေးရှောင်ပြည်သူတွေပဲနေတာ ပြည်သူတွေကိုအချိန်မီရွှေ့ပြောင်းထားနိုင်လို့ထိကြိုက်တဲ့သူမရှိဘူး။အကြောင်းကတော့ပြန်ကောက်စရာမရှိအောင်ပျက်စီးသွားတယ်လို့ဒေတာကန်တို့ကပြောဆိုပါတယ်။ဂျမ်ဘတ်စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်လေခုံကြီးကျေးပါဖုံးကြီးကြောင့်အတွင်းရှိအကြောင်းဆောင်၅လုံးထိကြိုက်ပျက်စီးခဲ့ကြောင်းအဂျမ်ဘတ်စစ်တပ်ဟာ AR တိုင်းတွင်အရက်သားပြည်သူများစာတင်ကြောင်းဘာသာရေးအဆောက်အဦများကိုအထူးကပြစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်းပြည်သူများတရိပ်ပြုနေထိုင်ကြတဲ့ဒေါ်လန်ရေးတပ်ဖွဲ့များကအတိအပြေပြောဆိုထားပါတယ်။အလားတူယခုနှစ် ဇူလိုင်လ15ရက်နေ့မှအော်တိုဘာလ30ရက်နေ့ထိအကြံဖတ်စစ်တပ်ကလေးမျက်နှာမျိုးနဲ့နဲ့ရေကြီးမျိုးနဲ့မှာရှိတဲ့ကြေးရွာများကိုလေကြောင်းတိုက်ခိုက်ရှင်းမြဖြစ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြည်သူ33ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ55ဦးရှိကြောင်း ARD PDF အမှတ်29ဗျူဟာကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကံမမျိုးနဲ့ရှိကြေးပါများမှပြည်သူပိုင်းပစ္စည်းများကိုခိုးယူနေတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြာပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်စုံးမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းကံမမျိုးနယ်ရှိကျေးရွာများမှပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေတဲ့ကျမ်းပတ်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်သား16ဦးတိတ်ဆုံးခဲ့ကြောင်းပြည်သူကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတပ်ရင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဂျမန်နေ့ဒီဇင်ဘာလ6ရက်နေ့နနက်9:00နာရီအချိန်ကံမရင်းနှန်းသာစစ်တပ်စခန်းမှထွက်လာတဲ့အင်အား40ခန်းပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကနတ်မီတော့ကျေးရွာအနီးမိုင်းဆွဲကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းတိုက်ပွဲ9မိနစ်ကြာဖြစ်ပွားခဲ့ပြီး မိုင်းခွဲနဲ့ဝင်လာတဲ့အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား၆ဦးတိတ်ဆုံးခဲ့ကြောင်းအလားတူဒီဇင်ဘာလ၈ရက်မောရက်၁၂နာရီအချိန်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလက်ကျန်အင်အား30ခန့်ဖြင့်တရက်ကံမှလမ်းပိုင်းအတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးထန်းဖြူကျေးရွာနဲ့ရေတွင်ကြီးကျေးရွာမှပြည်သူပိုင်ပစ္စည်းများကိုခိုးယူမှွေနောက်ကဆက်လက်ထွက်ခွာလာစဉ်ဆက်တောင်ကျေးရွာနီးအရောက်မှာတရက်ခရိုင်အမှတ်၄တပ်ရင်းမှထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် အဲ့ဒီထိတွေ့တိုက်ပွဲဟာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြံဘတ်စစ်တပ်ဘက်မှ10ဦးထပ်မံတိတ်ဆုံးကဒေါ်လန်ကြီးရဲပေါ်မြအခေကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ပထမအကြိမ်က6ကောင်သေးတဲ့ဒုတိယအကြိမ်က10ကောင်သေးတဲ့ကျွန်တော်တို့တိုက်ပွဲအတွင်းရဲဘော်တွေမျက်မြင်တွေ့ခဲ့တဲ့စစ်ခွေးတေစင်းပေါ့နောက်ထပ်တန်းရာရတဲ့စစ်ခွေးတွေလည်းတရဆေးရုံကိုရောက်လာတယ်လို့သတင်းရတယ်စစ်ခွေးတေစင်းထပ်တို့တေဆုံးတာမျိုးအတိပြုနိုင်တာမရှိသေးဘူးဒါကကျွန်တော်တို့ထုတ်ပြန်ထားတဲ့ဟာကတော့တိုက်ပွဲအတွင်းမှာရဲဘော်တွေ ညံ့မြန်တွေးကြတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့နောက်ဆက်တွဲကြားရတဲ့သတင်းအခြေအနေတွေပါကျွန်တော်တို့အတည်ပြုထားတာပါစစ်ခွေးတွေဘက်မှလက်နက်ခဲယမ်းတွေတိမ့်စီတာမျိုးမရှိပါဘူးလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမတ်လေးတက်ရင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်လက်ရှိအချိန်မှာအဲဒီစစ်ကြောင်းကတရက်မျိုးမှခတ်ကွာလာတဲ့စစ်ကြောင်းနဲ့ပူပေါင်းမျိုးတရက်မျိုးနဲ့စက်တောင်ကြီးပါဖုံးကြီးကြောင်းနှစ်လက်နက်ကြီးများတက်စင်ကတိုက်ပွဲဖြစ်ပွားရာဤတဝိုက်တို့ပြစ်ခတ်မှုများလှောက်ဆောင်နေကြအဲဒါကြောင့်တရက်ကံမှလမ်းပိုင်းကိုအုံပြူသွားလာမဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာကြပါရဲ့နဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ကြောင်းတရက်ခိုင်အမှတ်လေးတည့်ရမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်သောစစ်စင်ရေးများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခိုင်စစ်ဌာနတရက်ခိုင်အမှတ်လေးတည့်ရင်တက်ခွဲသုံးတို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ